ဝင်ရတယ်ဆိုတော့ကျွန်တော်အရင်ကဖြစ်ခဲ့ဖူးတဲ့ဟာတွေကိုကျွန်တော်ပြန်ပြီးတော့မှဆင်ခြင်ဖို့နော်တက်တဲ့ခံရမှာဖြစ်တယ်ကျွန်တော်နင်းနေလေးပဲတက်တဲ့ခံမယ်အမှဆိုတော့ကျွန်တော်ကဟောရှိအရရှိတယ်ဒီနေ့ကျွန်တော်အဝေးမှာပြန်မဲ့သူတွေလည်းရှိရဲဆိုတော့မကျွန်တော်တို့လေး7မိနစ်တောင်15မိနစ်တော့ပဲကျွန်တော်ဝင်ထားမှာဖြစ်တယ်။ဘာလို့ဘာနဲ့တည်ခံချင်လဲဆိုတော့ကျွန်တော်တို့ရှင်ယောဟန်အခန်းကြီး3:26မှာဒီဟာကျွန်တော်ဘဝရဲ့နော် ဇာမဖြစ်တဲ့ဒီဟာနဲ့အဲ့ဒါကိုကျွန်တော်ပြမရလေဆိုရင်တော့ကျွန်တော်ခဏအကုန်ပြတာမှာဒုက္ခမအားလုံးသူကဖတ်ကြရအောင်ဒီဇာမကပြမရလေဆိုတော့ကျွန်တော်ငငယ်ရောခရေကဒီဇာမကကျွန်တော်အလွတ်ရထားတာဖြစ်တယ်အလွတ်ရထားတယ်အလွတ်ရတော့အယံတန်ဖို့ရှိတာဖြစ်တယ်ကျွန်တော်ဒုက္ခကြောင့်နေတဲ့အခါမှာအဲ့ဒီဇာမပြအဖြစ်ကျွန်တော်ပြနေပြမငင်တဲ့ချင်းရလာတာဖြစ်တယ်ဆိုတော့ချင်းအောင်အခန်းကြီးတော့

်ရောဂီတာတို့ကိုစစ်တော်မူ၏အာမင်ဒီဟာကျွန်တော်အရှင်တော်မှလည်းတစ်ခါတစ်တည်းခံဖို့ပြီဘာလို့လဲဆိုတော့ကျွန်တော်တို့အရှင်တော်မှနော်ဒီမှာမလေးရှားမှာအာကျွန်တော်နဲ့နော်ဒီဆရာဝန်ထမ်းနေဆိုတော့အရာခင်တာဆိုးတယ်အတူတူဆိုးခဲ့တယ်အခုအမှုတော်အတွက်လည်းဒီလေးဘရောမှာနော်ရောက်တဲ့ညတိုင်းမှာတူ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 ဆက်ကပ်လာတာဖြစ်တယ်ဆိုတော့ဆိုးခဲ့တော့ကလည်းဒီလိုပါပဲ အရာဆိုတော့ကျွန်တော်တို့ယောက်ကအလုတ်အတူတူလုပ်တယ်ဆိုတော့အလုတ်ကပြန်လာပြီဆိုတော့ကျွန်တော်ဘုရုကိုသွားပြီဘုရုမသွားပြီတော့မပါလို့လဲဆိုတော့ဒီယာတောက်တယ်ဒီယာတောက်တယ်မနက်ကြရင်တော့ကျွန်တော်အလုတ်ပြန်သွားညနေပြန်ရောက်လာပြီတတိယဆင်းမှာပင်ကြမ်းပြီးတော့မှလေအဒီယာလေးတောက်ဒီတိုင်းနေပဲကျွန်တော်တို့ဘဝကဖြစ်လာတာနော်ဆိုတော့အာတခါတည်းရမယ်ဖြစ်လိုက်အမျိုးမျိုးပေါ့ဒီလိုမျိုးဖြစ်လာတဲ့ခါမှာတနေ့မှာ ျွန်တော်တို့မြောက်ကအရက်တောက်တယ်အရက်တောက်တောက်ပြီးတော့မှနောင်ပြဿနာအကြီးကြီးရောက်လာတယ်အမှန်တော့ကျွန်တော်တို့ကမြောက်ကဘာပြဿနာမှတော့မဟုတ်ဘူးလို့ပဲထင်ခဲ့တာဒါပေမဲ့လည်းအရာပြဿနာကြီးသွားတယ်ဘာလို့ဆိုတော့အဲဟိုကျွန်တော်တို့ဆိုင်မှာရှိတဲ့နောင်အလုပ်လုပ်တဲ့တယောက်ကျွန်တော်တို့နဲ့တကယ်ချင်းပေါ့ကောင်မလေးတယောက်ကျွန်တော်တို့နဲ့အာတကယ်ချင်းဖြစ်တယ်သူ့ကိုသူ့ရဲ့ ဘာလဲပတ်စံအိပတ်စံအိနဲ့ဖုန်းအာဘယ်ဒီကဝေးထံကမုန်းပြီးတော့မှသူကပါသွားတာတကယ်ချင်းပဲကျွန်တော်အရာဖြစ်နေသူပဲဆိုတော့သူကပါသွားတော့ဝေးထံကအရင်ပြန်သွားတယ်ဖြစ်နေဆိုတော့ကျွန်တော်ကအဲ့မှာကြာမယ်ကြာတဲ့အခါမှာသူ့ရဲ့ဖုန်းကခေါ်လို့မရတော့ဘူးခေါ်လို့မရတဲ့အခါမှာအာဓမြဓမြတိုက်မှုနဲ့နော်ကျွန်တော်ရေးရခေါ်ပြီးတော့မှကျွန်တော်ဖန်ခတ်နေတယ် ကျွန်တော်လည်းအဲ့မှာအေးအေးဆေးဆေးနဲ့နေရဗမာတိုင်းဗမာမှုနဲ့ဆိုပြီးတော့မှကျွန်တော်တို့အဲ့ဒါထပ်ပြီးတော့မှရေကျွန်တော်မုံမှုမှုကြောင့်ကြောင့်လည်းပြေးတော့ပြေးသေးတယ်ဘယ်လိုပြေးတော့ပြေးမှကောမရဘူးဒါမှမဟုတ်အများကြီးရတဲ့နောက်ကလည်းလိုက်လာပြီရေရဲ့လည်းလိုက်လာပြီဆိုတော့အာကျွန်တော်ဖားနေဖားပြီးတော့မှအဲ့ဒီညမှာကျွန်တော်ဘာမှမသိသေးဘူးရေဖားနာလည်းဘာမှခင်မဆိုင်သေးဘူးဘာလို့လဲဆိုတော့ကိုကဒီမှာအနေကြလာတဲ့ခါကြတော့ အဒီနိုင်ငံဒီရေးရဲ့အချင်းတွေလည်းကိုယ်ကနားနေတယ်လေနားနေတယ်ဆိုအားကိုဟာနဲ့ကိုအဒါတော့မနေ့ကလွေရေးစစ်စစ်ဖြစ်ချင်းလို့ရတယ်ဆိုတာဆိုတော့စိတ်နဲ့နေခဲ့တာတာဝမဲ့အဒီသူတို့သူတို့ကလုံလိုက်တဲ့အခါမှာကျွန်တော်ကိုကစ်တို့ရဲ့အခါမှာနော်မရေမှုနဲ့ပါတယ်မရေမှုနဲ့ပါတယ်ပြီးတော့မှဓမြမှုနဲ့ပါတယ်နော်ဆိုတော့ကစ်ကအရန်ချီသွားတယ်အရန်ချီသွားတော့ ျွန်တော်မှာလုံးဝလွတ်မြောက်ဖို့ဆိုတာလုံးဝကိုမလွေတော့တာလုံးဝမလွေတော့ဘူးအဲ့လိုအဲ့လိုပြောလိုက်တဲ့အခါမှာအကျွန်တော်တို့เนาะကျွန်တော်ရဲ့အကူဖြစ်တဲ့ဆရာဆရာကြီးကလည်းပြီးတော့မှာအနည်းရခက်ဆက်တယ်လို့ဖြစ်တယ်ဒီလိုတို့ကပြောတဲ့အချိန်မှာကျွန်တော်အာအချုပ်သေးမှာတို့တွေကပြောတာနင်းရခက်ဆက်ပါမှုလည်းပါလို့ဆိုကျွန်တော်ပြောလိုက်တဲ့အခါမှာတို့ကဩရဲ့ဆိုရင်နင်ကအနည်းဆုံးအာ connection နဲ့တော့ကျွန်တော်ဒီမှာနေရမယ် နော်ထောက်အချုပ်ထောက်ခဲ့မှနေရမယ်လို့ပြောတဲ့ခါမှာကျွန်တော်မှလုံးဝမျောလင်းချက်နေသွားပြီလုံးဝမျောလင်းချက်အားကိုးစရာပါစပါမှလည်းမရှိတော့ဘူးဒါမင်းဒီနောက်ကလည်းလိုက်ပေးတဲ့သူတွေရတော့အာလုံးတော့လုံးပေးတယ်ဆိုတော့အဲ့ဒီအမှရောက်တဲ့ခါကျတော့ရေးရရပါပြောတယ်ဆိုတော့ဝိဇ္ဇာကိုဖုံးခေါ်ပါတဲ့သူ့ကိုဖုံးခေါ်ပြီးတော့မှသူ့ကိုဒီမှာလာရင်တော့နေရလွတ်မယ်တဲ့ မြတ်ကိုစားနဲ့အာတို့ဖားနာရဲဆိုတော့ကျွန်တော်ဘွေးထံကိုဖုန်းခေါ်တယ်ဘွေးထံနဲ့တခါတော့ပြောဘူးလေနော်ဒီလိုလုပ်နေမှာတခါတော့ပြောတယ်ပြောတော့ကျွန်တော်ကလည်းမလာနဲ့လာခက်တော့မဟုတ်မလာနဲ့တို့ကတည်းကပြောတယ်တာဝန်အရနဲ့နော်တာဝန်အရနဲ့ခေါ်ပေးတာဆိုတော့ဒီလိုမျိုးရှိတဲ့အခါမှာကျွန်တော်တို့ဆရာတစ်ခါကျွန်တော်တို့စနေရက်နဲ့ပြည်တာနဲ့တရားရုံးတက်တယ်တရားရုံးတက်တဲ့အခါကျတော့ကျွန်တော်အာ လွတ်မြောက်တော့မလားဆိုပြီးတဲ့အယံပျော်တဲ့စိတ်နဲ့တော့ကျွန်တော်သွားခဲ့တာသွားခဲ့လိုက်တော့အာရှင်းနေရနေပြီးတော့မှနေ့ရက်အခုကအခုအလုံးအစင်မပြေသေးဘူးဘလို့အလုံးလို့မရသေးဘူးဆိုတော့နေဟိုထောင်ထဲမှာပဲသွားလိုက်အောင်ဆိုတော့နော်ဒီခဲမှာကြတော့စနေရက်ကခဲထောင်ထဲမှာနေရအချုပ်မှလေအချုပ်ဝင်တဲ့ဒီလိုထောင်ထဲကိုပို့တာဆိုတော့ထောင်ထဲမှာရောက်တယ်ထောင်ထဲမှာ သွားတော့ဆိုတဲ့ခါမှာကျွန်တော်ကအလိုလိုနဲ့မျက်ရည်ကျလာတယ်။ဘာဆိုပါမကုန်မသိတော့ဘူးလေကိုဟာနဲ့ကိုတော့လွတ်လွတ်မြောက်လွတ်မြောက်လွတ်လာတော့ပြီဆိုပြီးတော့မှကိုဟာနဲ့ကိုတော့အယားပျော်နေတာ။ဆိုတဲ့ခါမှာအာဆရာတွေကိုလည်းတွေ့ရအဲ့ဒီအချိန်မှာအာဘာမှစိတ်မကောင်းမှဖြစ်နေသူကတော့ကျွန်တော်ရဲ့ case ကိုသူကကျွန်တော်ပြန်မပြောချင်ဘူးလေပြန်ပြောရင်တော့ကျွန်တော်ကအခုကိုစိတ်ခံစားမှုတွေဖြစ်ဖြစ်လာမှာဆိုသူကတော့ဘာမှမပြောသေးဘူးအာနောက် နောက်နှစ်ပတ်မှာကျွန်တော်တရားရုံးပြန်ချိန်တာဆိုတော့အဲ့ဒီချိန်မှာကျွန်တော်ကောင်းကောင်းလေးလုပ်ပေးမယ်ဆိုတော့သူကအဲ့လိုပဲပြောတယ်ဒါပေမဲ့ကျွန်တော်ကမျက်ရည်ကမထဲနဲ့တော့ဘူးထောင်ထဲမူရတော့မှတကယ်เนาะမရောက်ဘူးတဲ့နေရာရောက်ရတော့မှကျွန်တော်တို့ထောင်ဆိုတာကအာလောကမှာဆိုလောကရဲ့ရေးပေါ့เนาะလူဆိုးတွေတမျှတွေကိုနစ်နေရပြီလူဆိုးတွေတမျှတွေလူကောင်းတွေကိုနစ်နေရမဟုတ်ဘူးအဲ့ဒီမှာရှိနေတဲ့သူတွေအကုန်လုံးလူဆိုးတွေပဲ လူစုမှုမိုက်တွေဆိုတဲ့အခါမှာနော်အရန်ကြောက်ဖို့ကောင်းတယ်ဒီမလေးရှားထောင်လဲနော်အရန်ကြောက်စရာကောင်းတယ်ဆိုတော့ကျွန်တော်အဲ့မှာသွားတယ်သွားတဲ့အခါမှာရောက်ထောင်ထဲတော့ရောက်တယ်ဒါပေမဲ့ဘုရားကျေးဇူးတော်ကြောက်ပေါ်တော့ကျွန်တော်အဲ့လောက်ထိတော့သူများရဲ့နိုင်ဆက်ခြင်းကိုမခံရဘူးတချို့လူတွေဆိုတော့နော်ထောင်ရောက်တယ် ရောက်တဲ့နေရာမှာကျွန်တော်တို့ဒီလိုမဟုတ်ခါမှာအာခဏရက်တော့နေခိုင်းနေတယ်ခဏရက်အဲ့ဒီမှာနေခိုင်းနေအဲ့ချိန်မှာအနေကြတဲ့သူတွေကကြတော့တို့ကသူ့ခွေးနဲ့သူပဲရှိပြီးသားနော်သူ့ခွေးနဲ့သူပဲရှိပြီးသားတဲ့အမီခိုင်းမှာအင်တာဆေးပေးလိုက်ပါလိုက်နေနော်ပြီးတော့မှအဲ့ဒီကောင်းဆောင်မှလာပြီးတော့မှကျွန်တော်တို့ကိုသူတို့ကိုနှိတ်ခိုင်းနေရက်ခတ်ခိုင်းနေလေအဲ့လိုမျိုးတွေအဲ့ဒါမှလုပ်ရင်တော့ကျိတ်တော့မှတို့ကထိုးကျိတ်တော့မှအဲ့လိုမျိုးတွေဆို ျွန်တော်ရဲ့တမင်ချင်းတွေကိုဒီလိုမျိုးလုပ်တဲ့အခါမှာလေကျွန်တော်လည်းတစ်ဖက်မှာကြည့်လိုက်ရင်အများကြောက်တယ်ကျွန်တော်ကဖြစ်ချင်တော့အိတ်တာကဘုံမှာနေကရိုးတွေရဲ့ကြားမှာကျွန်တော်ကတွားအိတ်လိုက်တာအဲဆိုတော့သူတို့ကအဲ့လောက်ရှိမနှိမ့်ဆက်ဘူးနေကရိုးတွေကလေးရောက်လောက်ရှိပြီဆိုတော့အဲ့ဒီအချုပ်မှာရှိတဲ့ကလားတွေကလေးတွေတော့တိတ်ကြအောင်မှာဆိုတော့ဒီလိုမျိုးကျွန်တော်အဲ့မှာအိတ်တော့တချို့လူတွေကြတော့ဟုတ်အာဘလောဘက်က တယောက်ဆိုဘာစကားမှလည်းနားမလည်ဘူးနော်ဘာစုပါမှလည်းနားမလည်ဘူးကျွန်တော်ကစကားပြန်လေးတော့တောက်တော့ပေးတယ်ဆိုတော့သူဆိုရင်တော့နော်ဒါတွေပါကျိုးတယ်လေဒါတွေပါကျိုးတယ်အဲ့လောက်ထိဖြစ်တယ်ဆိုအရာကြောက်ဖို့ကောင်းတယ်အဲ့မှာရောက်နေတော့ဒါမဲ့ကျွန်တော်ကအရာဆုတောင်းတယ်ဆုတောင်းတယ်ကျွန်တော်ဘယ်လိုဆုတောင်းခဲ့လဲဆိုရင်တော့ဖြတ်ခင်လုံညာချင်းကိုပေးပါနော် ကျွန်တော်ဘုရားခင်စမကျွန်တော်မြန်မြန်လွတ်မြောက်ဖို့ကိုကျွန်တော်ကနေညာနေညာနေညာဆုတောင်းတာဘာမှလို့ဆရာမရှိတော့ဘူးချုပ်ထင်မှာဘာမှလို့ဆရာလည်းမရှိဘူးဆိုတော့နေညာနေညာဆုတောင်းတယ်လွတ်မြောက်ခြင်းပေးပါပေးပါပေးပါဆိုတော့အဲ့ဒီဟာအဲ့ဒီကျွန်တော်ဆုတောင်းတာဒါပေမဲ့ကျွန်တော်အဲ့ဒီချိန်မှာနောက်တစ်ပတ်မှရုံချင်းပြန်သွားတယ်ပြန်သွားတဲ့အခါမှာအမှချုပ်မှရှိတဲ့ကျွန်တော်မြန်မာတွေအများကြီးရှိတယ်လေဆိုတော့သူတို့ကနှုတ်ဆက်တယ်မြင်ရတော့အင်ပြန်ရတော့မှာ နော်ဆိုပြီးတော့မှတို့ကဖုန်းနံပါတ်တွေအဆက်အထောင်ထဲမှာရှိတဲ့သူတွေကအများကြီးอ่ะအပြင်ကလူတွေနဲ့ဆက်သွယ်များတဲ့သူတွေအများကြီးရှိတယ်နော်အခုသွားနေတဲ့အများကြီးပဲအရင်ဘယ်လိုပြောမလဲတနာတနာဆရာကောင်းတယ်အာကိုမြန်မာလူမျိုးတွေဒီပေါ်တော့အရှက်တနာပေါ်ကောင်းတယ်ဒီများတွေနေဆက်ကြရတယ်အများကြီးပေါ့ဆိုတော့တို့ကစာရည်လေးထဲမှာဖုန်းပဲနေလိုက်ထားပြီးတော့မှလေအဲ့မှာဖုန်းနံပါတ်လေးရေးသူပြီးတော့မှသူ့ကိုဆက်သွယ်ပြီးပါ ျွန်တော်ဒီမှာရောက်နေတယ်ဒီမှာရောက်နေတယ်ဆိုတာလေသူကပြောပြရဲ့ဖုန်းနံပါတ်ကိုအလွတ်ရကြတယ်ဆိုတော့အဲ့ဒီမှာပေးပြီးတော့မှဒီလိုမျိုးဆက်တွေ့ခန်းတယ်ဆိုတော့သူတို့ရဲ့နံပါတ်တွေအများကြီးကျွန်တော်ယူသွားတယ်တရားရုံးပြန်သွားတယ်တွားတရားရုံးရောက်တော့အာအဲ့ဒါလေမျောလေးချက်ကြီးကြီးနဲ့ဒီတစ်ခါတော့ပြန်တော့မှဆိုတော့သွားတယ်အဲ့တော့မရဘူးကျွန်တော်ရဲ့တရားစီရင်တဲ့ခါမှာနေရမှုကအာကျွန်တော်တို့အဲ့ချလို့မရသေးဘူးเนาะ ဘာလို့မချလို့မရလဲဆိုတော့အာဒီဖက်ကနေလိုက်ပေးတဲ့လူရှိလို့အမချလို့မရတာဆိုတော့အမချလို့မရသေးဘူးဆိုတော့ဒီပြန်လိုက်တော့ဘယ်တော့ရမယ့်ဒီနေရာမှာသူတို့လုံးဝကိုမရတော့ဘူးဒီနေရာဒီနေရာမှာတွားဖို့ကတခါလေးဒီလိုဖြစ်ခဲ့ပြီအခုချိန်မှာအာတွားတဲ့နေရာကအစင်မပြေတော့မင်းစချင်းခံရမှာလေပထမခေါက်မှာတော့ဒီ group ရဲ့ကြားမှာနေရာရလို့တော်သေးတယ် အခုတခါဘယ်လိုဖြစ်လာမလဲဆိုတာကိုကျွန်တော်အကြဆိုးရင်လည်းကြောက်ရင်ကြောက်တယ်ဆိုတော့ဒီလိုနဲ့ပဲနေနေပြန်သွားတယ်ဆိုတဲ့ခါကျတော့ကျွန်တော်ဘယ်နေရာရောက်လဲဆိုတော့ဒုတိယခေါက်မှာဆိုစဖို့မနေရာမှာရောက်သွားတယ်စဖို့နေရာမှာရောက်တော့ဟိုဘယ်လိုပြောမလဲဟိုလွ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 ဟိုဖက်အခါမှာဟိုမှာဒီပုတ်လိုက်ဟိုဖက်မှာနော်ဒီပုတ်ပြလိုက်ဒီလိုမျိုးအရာအဆင်ပြေတယ်အစားတော့လည်းအရာအဆင်ပြေတယ် ချုပ်တဲ့မှာဆိုသမင်းကဒီလောက်လုံးလေးနေနေနည်းနည်းလေးပဲဆိုတော့စားရမယ်မဝဘူးဆိုတော့သဘောရမှာရောက်တဲ့ခါမှာအရာအစင်ပြေတယ်အရာအစင်ပြေတော့ရပြောတယ်ဟိုမနေ့ကလေပွာစားကလာလေဆိုတော့အရာပြောတယ်အာကျွန်တော်ကျေးဇူးတော်ချင်းမနဲ့ဒီမာဒီဒီနေရာမှာရောက်လို့ဆိုပြီးတော့မှမကြဘူး၄ရက်လောက်ကြာတော့မှအဲ့ဒီဘာလဲရခိုင်ရခိုင်ကောင်ကနေပြီးတော့မှခုမြန်မာလူတွေကိုချစ်လို့ပဲပြုတ်လို့နေတာလေ ချစ်လို့ပေးတာဒါပေမဲ့သူတို့ကခု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 ပေးတာကိုအာမိတယ်တခြားသူရဲ့မိတော့ report လုပ်လိုက်တယ် report လုပ်လိုက်တော့ကျွန်တော်တို့ကိုအဲ့ဒီချိန်မှာရေးရလာပြီးတော့မှကျွန်တော်တို့စဖို့ကိုအကုန်လုံးကိုခေါ်ပြီးတော့မှအာချိန်နဲ့ရိုက်တာဒီဒီမှာလေးချိန်ပွားမှာချိန်ပွားမှာမားချက်မားချက်ရိုက်တာနော်ဒီမှာရိုက်တဲ့ဒီမှာတွေပါကုန်နာတယ်ဒီလုံးဝပါကုန်မှာနာတယ်ဘုံဘဝဖြစ်သွားတယ်နော်ချိန်နဲ့ရိုက်တာဆိုတော့ အဲ့ဒီကျွန်တော်တို့စပေါ်ရဲမူသမားတို့အခါတိုင်းမှာပြန်ပုတ်လိုက်တယ်ခါတိုင်းမှာပြန်ပုတ်တော့လူကတက်ပြန်နေတယ်ဆိုတော့ခါတိုင်းရောက်တဲ့ခါကျတော့အရခက်ခဲပြီအစင်မပြေတော့ဘူးလေအစားတောက်လေဘာမှလည်းအစင်မပြေတော့ဘူးဆိုတဲ့ခါမှာအတူချိုးနဲ့ကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်အဲ့ဒီအဲ့မှာဆုတောင်းတယ်ဆုတောင်းတဲ့ခါမှာကျတော့ဘယ်လိုဆုတောင်းလဲဆိုတော့ဒီဆုမတောင်းမှဒီကြားပိုက်လေးကိုကျွန်တော်တွေ့တယ်အထောင်ထဲမှာဆိုဒီနေရာတွေမှာ အဲ့တို့ရင်ဖတ်စာလေးတွေလေအာလက်သေးလေးပါဖြစ်ဖြစ်ပါလေးဖြစ်ဖြစ်ပေါ့ဟိုကြောက်ခဲတဲ့တင်းနေဟာဘာဆိုဘာမှမရှိဘူးလေအောင်အောင်ကြည့်ပြီးလည်းမရှိဘာမှမရှိဘူးအိမ်သားဆိုတဲ့ဒီတိုင်းမှာကြည်ရတဲ့ပုံလုံးကြီးညပဲလေဒီလိုမျိုးဆိုတော့လုံးဝဘာဆိုဘာမှလည်းမရှိဘူးအဲ့လိုမျိုးပဲနေတဲ့ခါမှာကျွန်တော်အဲ့တဲ့နေရာမှာဒီနိုင်ငံကိုကျွန်တော်ကြည့်လိုက်တဲ့ခါမှာဒီကျမ်းပိုက်ကိုရေးထားတာတွေ့တယ်နော် ဒီချမ်းဘက်ကအင်္ဂလိပ်လိုရေးထားတာဒါမှမဟုတ်ကျွန်တော်အင်္ဂလိပ်လိုနားမလည်ဘူးနားမလည်ဘူးဒါပေမဲ့လည်းဒီချမ်းဘက်ကကျွန်တော်မြန်မာလိုကျွန်တော်အလွတ်ရထားတယ်လေအလွတ်ရငီကလေးနဲ့ရထားတယ်ဆိုတော့ဩဟုတ်ပြီဒီချမ်းဘက်ကအာကျွန်တော်တွေ့တဲ့အခါမှာဖျားခင်တားတော်ကိုဒီတော်သူပေါင်းတို့ပြီးပြည့်စင်ချင်းတို့ညထာဝရအတွက်ကိုရစေခြင်းမှာဖျားခင်ဒီမိမိနဲ့ပါတော်သားတော်ကိုဆွတ်တော်မူတဲ့အကြောင်းလောကီတားတို့ကိုချစ်တော်မူပြီးတဲ့နော် ဆိုတော့ဒီချမ်းပိုက်တွေကျွန်တော်တွေ့ရတဲ့ခါမှာကျွန်တော်ဘဝမှာမြင်တဲ့ခြင်းတစ်ခါရရသွားတယ်ကျွန်တော်ဒီနေရာမှာပဲဒီအချုပ်ထင်းမှာပဲနေနေနော်ကိုရောအသက်ပဲဖြစ်ပါစေဆိုပြီးတော့ကျွန်တော်ဆုတောင်းတယ်အဲ့ဒီချိန်မှာကျွန်တော်ဘယ်လိုဆုတောင်းလဲဆိုတော့ကိုယ့်အလိုနဲ့နော်ကျွန်တော်လွတ်မြောက်ခြင်းလို့ဆုတောင်းတော့ဘူးဘုရားခင်ရဲ့အလိုတော်တန်းဖြစ်ပါစေဒီမှာနေရင်လေကိုရောအသုံးပြုတော်မူပါဒီမှာနေရင်လေကိုရောရဲ့နှုတ်ကပတ်တော်ကို ဘယ်လိုပြောမလဲဝေဟတဲ့ဘောခွင့်ကျင်စီပြတော်မူပါဆိုပြောမှာကျွန်တော်ဆုတောင်းတယ်ကျွန်တော်ဆုတောင်းတဲ့ခါမှာအာနီဂရိုဗေယမနက်၄နာရီထားပြတော်မှာတို့ကဆုတောင်းတယ်လေတို့ဆုတောင်းပြီးဆိုဘူးမတည်းလို့များတော့ဘာတာမှာတို့ကတာမှာညကြည့်တယ်ဆိုအဲ့ဒီမှာကျွန်တော်လည်းဝိုင်းပြတော်မှာပါဝင်တယ်အင်္ဂလိပ်လိုလည်းကျွန်တော်နားမလို့ဘူးလေတို့ကအင်္ဂလိပ်လိုကျွန်တော်ကဟာပြကိုမြန်မာလိုဆုတောင်းတို့ထားရင်တော့ကျွန်တော်ထားပြတော်မှာဆုတောင်းတယ် ။ဒီအဲ့ဒီလိုပဲကျွန်တော်ဆုတောင်းတယ်အဲ့ချိန်မှာကျွန်တော်ကချုပ်ခင်းမှာရောက်တယ်။ဒါပေမဲ့ကျွန်တော်ကအရပြော်သွားပြီ။ဘာလို့လဲ။ဒီချမ်းပိုက်ကိုတွေ့တဲ့အခါမှာနော်ဒီချမ်းပိုက်ကနှုတ်ကပတ်တော်ကျွန်တော်စကားပြောလာ။စကားပြောလာတဲ့အခါမှာကျွန်တော်လွတ်မြောက်ဖို့ဆုလုံးဝကိုဆုမတောင်းတော့တာကအမှန်ပဲ။နော်လုံးဝကိုဆုမတောင်းတော့ဘူး။အဲ့မှာကျွန်တော်တို့တပတ်မှာတစ်ချိန်ကျွန်တော်တို့ဝတ်ပြုဖို့ဆိုပြီးတော့မှအခန်းအခန်းပေးတယ်ချုပ်ထဲမှာเนาะကျွန်တော်တို့ မနေ့လရသူတို့ရဲ့သူတို့ရဲ့ဘုံနေရာနဲ့ပေါ်တော်မူစီပေရကျွန်တော်ခရစ်ယာန်ဆိုခရစ်ယာန်လက်တပ်ပေးတယ်ဂီတာတွေပါရောရှိတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တပတ်မှတစ်ခါသွားတယ်အချမ်းပြော်တယ်အချို့ထိမှနေရင်လည်းအစာတွေကမမှန်ဘူးဒါမဲ့ကျွန်တော်မှာဒီတရှိရှိတယ်ရေတောက်ရေတောင်မှမရှိဘူးဒါမဲ့ကျွန်တော်ပြော်တယ်လုံးဝပြော်တယ်အဲ့ဒီချိန်မှာကျွန်တော်လုံးဝမထင်မထင်ထားတဲ့အချိန်မှာကျွန်တော်ရေ အပွိုင်းမန့်ကဒီနေ့မှဒီနေ့မှရောက်တယ်ဒါပေမဲ့ကျွန်တော်လုံးဝမခေါ်ဘူးကျွန်တော်နာမည်လုံးဝမပါဘူးဆိုတော့ကျွန်တော်အရေးတရားကိုပြန်လေပြတော့မှဝန်ထမ်းဖို့ပြန်လေပြတော့ပြီးတယ်ကျွန်တော်ဒီနေ့အပွိုင်းမန့်ရှိတယ်ဘာလို့ကျွန်တော်မခေါ်တာလဲလို့မေးလိုက်တော့သူကလည်းကျွန်တော်တို့ဒီမဆိုင်ဘူးတရားကျွန်တော်ဟိုကထက်တဲ့နယ်ဆိုင်တယ်လို့ပြောတယ်ဝတရားရုံမှာနေပဲဆိုင်တယ်လို့ပြောတော့ဟုတ်ပြီဆိုတော့လေကျွန်တော်ဆက်ပြပါတော့ဆိုပြီးတော့မှနေတယ်နေတဲ့အခါမှာ အာမနက်3နာရီ3နာရီ5နာရီလောက်ပါလေအာသူများတော့အကုန်လုံးအဲ့ပြောနေတဲ့ချိန်မှာရေးတယောက်ကလာပြီးတော့မှကျွန်တော်နာမည်အကင်းအကမစမစ္စတာထောင်းတယ်မစ္စတာထောင်းဆိုမစ္စတာထောင်းမစ္စတာထောင်းလောင်းလောင်းဆိုပြီးတော့မှကျွန်တော်ခေါ်တယ်ဘာဖြစ်လို့လဲလို့မေးတော့နေရာမနက်ဖြန်တရားရုံတွားရမယ်နော်တဲ့အဲ့ဆိုတော့အပြင်ဖြောင်းလာခင်လိုက်တရားရုံတွားရမှာဆိုတော့ကျွန်တော်အပြင်မှာထုတ်တယ်အဲ့ဒီအချိန်မှာကျွန်တော်က ဘယ်လိုဒီနေ့အကြောင်းပြန်ခိုင်းမလားဘယ်လိုမှဖြစ်မလဲဆိုတာကျွန်တော်လုံးဝမသိတော့ဘူးဆိုတော့ကျွန်တော်မှဒီနောက်ကပတ်တော်အားဖြင့်ကျွန်တော်မှလုံးလုံးဝဖျားနေပျော်နေတယ်ပျော်နေတဲ့အခါကျတော့ဘိုးဘာဖျားဒီတရားရုံးရောက်နေကောလူတော်တိုင်းဖြစ်ပါစေနော်တို့အမိတ်ပေးတဲ့အတိုင်းပဲဖြစ်ပါကိုတော့တားလက်ခံတယ်နော်ဆိုပြီးတော့ကျွန်တော်ဆုတောင်းတယ်လုံးဝဆုတောင်းတဲ့အခါမှာမမျှော်တဲ့ဘူးလုံးဝမမျှော်တဲ့ဘူးဒါမှကျွန်တော်တရားရင်ဆိုင်တဲ့အခါမှာ အဲ့ဒီကျွန်တော်ကိုအာလုပ်တဲ့ပုံမှန်လေးကသူ့ရဲ့ case ကိုပြန်ပြုတ်သိမ်းလိုက်တာနော်ပြန်ပြုတ်သိမ်းလိုက်တဲ့ခါကျတော့ကျွန်တော်မှလုံးဝအဖြစ်မရှိတော့ဘူးလုံးဝအဖြစ်မရှိတော့ကျွန်တော်ကလုံးဝလွတ်မြောက်သွားတယ်အချိန်မှရှမ်းပြောတယ်လုံးလုံးကဘယ်လိုပြောမလဲကျွန်တော်လုံးဝထွက်လာတော့မယ်ဆိုတာကိုကျွန်တော်လုံးဝအာမမျှော်လင့်ဘူးအထောင်ထဲကလူတွေကပြောတော့ သူတို့ကကျွန်တော်အနည်းဆုံးချိန်တန်က၅ချက်ပြီးတော့မှထောင်တန်ကအနည်းဆုံးခုနှစ်ကနေ၈မိနစ်ကြာပါတော့ဒီလိုရှိရမယ်ဆိုကျွန်တော်တို့ကမပြောလို့ဘူးဒါပေမဲ့ကျွန်တော်ရောက်တဲ့အခါမှာကျွန်တော်အဟိုပေါ့ဆရာလေးကကျွန်တော်ဟိုလည်းလေးပြမပြောရလဲပေါ့ဒီဒီလေးပြန်တော့မှာတော့ဆိုတရားဘယ်လိုဘယ်လိုတော့မှတရားသူကြီးကဘာမှမပြောသေးဘူးသူကချက်ပြီးတော့မှပြောဘူးသူကတိတယ်လေသူကအမှားလို့လုပ်နေကြဆို ။လည်းရတော့မအောင်ဆိုတော့အရှားတွေပြောနေတာကျွန်တော်။ဘုရားကျေးဇူးတော်ချီးမွမ်းတယ်။ဆိုတော့ကျွန်တော်လွတ်မြောက်လာလွတ်မြောက်လာတော့ဒီလိုတွေပဲကျွန်တော်ပြန်လေးပြတော့မှနောက်ကပတ်တော်ကိုလိုက်ရှားလိုက်ရှားပြီးတော့မှကျွန်တော်ပြောင်းလဲလာတာပေါ့နော်။ပြောင်းလဲလာတယ်။ပြောင်းလဲလာတော့ဒီလိုပဲဘုရားခင်ကအာကျွန်တော်ကိုလုံးဝတဖြည်းဖြည်းနဲ့အသုံးပြုလာတယ်။အသုံးပြုလာတော့ကျွန်တော်ဒီအသေးတော်မှာနော်ဒီအခု တင်းတော်မှာဖျားခင်ကအသုံးပြုလာတာဖြစ်တယ်။အသုံးပြုလာတော့အဲ့အချိန်မှာလည်းအခုအာညီကိုဝေးထားတဲ့အတူတူဆက်ကပ်လာတာဖြစ်တယ်။ဒီလိုဆက်ကပ်လာလေအခုလည်းအခုချိန်ထိပဲเนาะအာရပ်သစ္စာရှိတယ်ကျွန်တော်တို့ညောင်ပါ။ဟောဘာသာတွေဘာသာကိုလို့ညောင်ပါတူတူလဲ။ဆိုတော့ဒီလိုပဲဖျားခင်ရဲ့ယေရှုတော်ကြောင့်เนาะကျွန်တော်တို့ကတခါတလေကြာရင်တော့ဒုက္ခရောက်ရင်တော့ကိုယ်အစင်ပြဖို့ပဲကျွန်တော်တို့ကတခါတလေဆုတောင်းတယ်။ကိုယ်အစင်ပြဖို့လောက်ကိုပဲဆုတောင်းတယ်။ တင့်ပေါ်မှာဖျားခင်ကဘာအကြံစီရှိတယ်ဖျားခင်ကတင့်ပေါ်မှာဘာလိုတော်ရှိတယ်ဆိုတာကျွန်တော်တို့မသိဘူးကျွန်တော်တို့လွတ်မြောက်ခြင်းတဲ့ဖျားခင်ရဲ့အလိုတော်ကျွန်တော်တို့တက်ပြည့်စင်ပေးတာဘုရားမှာအရင်ကြီးတာဖြစ်တယ်ဖျားခင်ရဲ့အလိုတော်နဲ့ကျွန်တော်တို့သွားယူလို့ဘုရားမှာအရာရာတိုင်းအဆင်ပြေနေတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကကိုယ့်အလိုနဲ့ပဲအမြင်ရကျွန်တော်တို့လမ်းလျှောက်နေတာဖြစ်တယ်ကိုယ့်အလိုနဲ့ကိုယ့်အဆင်ပြေဖို့ပဲကျွန်တော်အမြင်ရဆုတောင်းနေတာဖြစ်တယ် အများသောအားဖြင့်ကျွန်တော်တို့ကိုရဒုက္ခရောက်ပြီဆိုဘုရားဆင်တော်ပါ့မယ်ဆုတောင်းလေဆုတောင်းလေနည်းနည်းစင်ပြေလာတော့လေဒီတိုင်းပြန်သွားတယ်တချို့လူတွေကြတော့ယေရှုတို့ချီးမွမ်းဖို့တော့မမေ့ပြောတတ်ကြတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့ခေါ်အားပေးချင်တာကတော့ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့အတ္တတိုင်းမှာဒုက္ခဆိုတာကအပြည့်အစုံရှိတယ်ယုံကြည်သူတိုင်းမှာเนาะအမျိုးမျိုးကကြုံရမှာပဲ တချို့လူတွေကြတော့အာသူ့အသက်အရွယ်နဲ့သူဘုရားဆရာလည်းပြောပြီးပြီကျွန်တော်တမိတာအရွယ်မှာသူ့ရဆုံစားခြင်းကလည်းသူ့အဖေမိတွေဆုံးမတာနဲ့ငါမိတာအရွယ်ဆုံးမခြင်းတော့မတူဘူးနော်ဆိုတော့ကျွန်တော်တို့ကကိုယ်နဲ့ထက်တာနဲ့ဆုံးမခြင်းကိုဘုရားခံရတာဖြစ်တယ်မိဟာထင်ကဟာကိုကြီးရဲ့မိဟာတတိလေးပဲဘာမှမဟုတ်ဘူးနော်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကကိုယ့်ရဲ့အသက်အရွယ်နဲ့ ရတဲ့စုံစမ်းနောက်ချက်ချင်းကိုပဲဖျားခင်ကကျွန်တော်တို့ကိုပေးတာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ကအဲ့ဒီအချိန်မှာကျွန်တော်တို့တောင်းရမှာကပါလေဆိုဖျားခင်ကျွန်တော်ပေါ်မှာဘာလိုလို့ရှိတယ်လဲ။ကိုရောဖြစ်ချင်တာဒါကဘယ်လိုဖြစ်ချင်လဲ။သမီးရောဘယ်လိုဖြစ်ခန့်စီချင်လဲ။ဒီဟာပဲကျွန်တော်တို့အဖြေရှာရမှာဖြစ်တယ်။ကျွန်တော်တို့ကလွတ်မြောက်ဖို့ကြည့်ပဲကိုယ်ဆင်ပြေဖို့ကြည့်ပဲဒီလိုပဲဒီလိုပဲကျွန်တော်ဆုတောင်းလာတဲ့ခါမှာကျွန်တော်တို့ကဘာဘယ်လိုဖြစ်လဲဆိုတော့ ဒီမှာကျွန်တော်ကအရွယ်နည်းကြီးလက်ကြီးမဲ့အချိန်ရောက်တဲ့အချိန်ကျတော့ကျွန်တော်ဒီအရွယ်ကိုမရောက်နိုင်ဘူးဒီမှာပဲကြာနေတာဒီမှာပဲကျင်နေတာအစိတ်ကမတက်တော့ဘူးနော်တရားနာနေတာတရားမတက်အထစ်အစိတ်မတက်တော့ဘူးတရားမှဆိုရင်နောက်နေ့တည်းဒီတရားမထံလုံးမယ်နောက်နေ့တည်းဒီတရားမထံလုံးမယ်ဘာလို့လဲဖျားခင်ရဲ့အလိုတော်ကပါလေဆိုတော့ကျွန်တော်တို့မသိကြဘူးကိုယ်အစဉ်ပြေဖို့တလောက်ပဲနော် ဟိုတစ်ခါဟိုအန်ဒီယာဆရာဟိုတယောက်ဆရာဆရာတို့စီတူလေအရှင်တော့မှာဂိုဘေးထားရတိမဲ့ဒီမှာဆိုင်ကာရာအိုကေဆန်ဖွင့်တယ်ကိုစီတူကျွန်တော်တို့ဦးလေးတို့ခေါ်တယ်သူကတရားဟောတဲ့ခါတော့တက်တက်ခံတဲ့ခါမှာသူကပြောင်းလဲခါစလေပြောင်းလဲခါစဆိုတော့သူကသူအစဉ်ပြေဖို့ပဲမြေတာဆုတောင်းတယ်သူတို့ခါရောက်ပြီဆိုသူစင်ကြီးဘုံလို့မြောက်ဘုံဒီလိုပဲဆုတောင်းတယ်ဟုတ်ပြီဒါတော့ မှန်တယ်ကျွန်တော်တို့ကကိုယ်အရွယ်နဲ့သူဥပမာကျွန်တော်တို့ကလေးလေးတယောက်ကသူ့အဖေဒီစီမှာဒုက္ခရောက်လို့ပြောတယ်ဒီတော့ပဲကျွန်တော်ဘီးစားတော့ပဲနော်ဖျားခင်တကယ်လို့နိုင်ငံတတ်နိုင်တာမတတ်နိုင်ဘူးလားဆိုတော့သူချုပ်လို့ပြကြတော့ဘီးစားကြတယ်ဒါမဲ့ကျွန်တော်တို့ဒီအရွယ်ငါးနှစ်အရွယ်၆နှစ်အရွယ်၁၀နှစ်အရွယ်ရောက်လာတဲ့ခါမှာဘီးစားဖို့မဟုတ်တော့ဘူးနော်ဖျားခင်လို့နိုင်တယ်ဖျားခင်တတ်နိုင်တယ်ဆိုတော့ကျွန်တော်တို့အားလုံးကသိပြီ နော်ဖျားခင်ကကျွန်တော်တို့အတွက်အကောင်းဆုံးအရာကိုပြင်ဆင်ပေးတယ်ကျွန်တော်တို့အတွက်အမြဲတမ်းအကောင်းဆုံးအရာကိုပဲပြင်ဆင်ပေးတယ်ဆိုတာကျွန်တော်တို့အသိပြီးပြီဒါပေမဲ့ကိုကအစင်ပြေနော်အစင်ပြေဟုတ်တော့ပဲကျွန်တော်တို့ကကိုအစင်ပြေဟုတ်ပဲဆက်ဆက်ပြီးတော့ဆူတောင်းနေတာဆိုတော့ကျွန်တော်တို့ကဒီထက်ယုံကြည်ခြင်းပိုင်းမှာနော်ကျွန်တော်တို့ပုံပုံပြီးတော့မှအစစ်ကမတတ်နိုင်တော့အဲ့ဒါပါလို့လဲဆိုတော့ကျွန်တော်အမြင်ရံပြောလို့ရှိတယ် ကိုယတားသမီးကိုနော်အခုဆုစနာကဆုစနာကအခုက၃နှစ်နော်၃နှစ်ရှိပြီအခုက၃နှစ်အရွယ်လုံးမနေပဲနဲ့နော်မွေးကိစ္စခလေးလိုပဲနေတယ်ဆိုတော့သူ့အပြင်ပြရတော့နော်ကျွန်တော်သမီးမှာတခုခုချွင်းချက်ရှိတယ်နော်ပါပါတခုခုချွင်းချက်ရှိတော့ဒီလိုမျိုးဖြစ်နေတယ်ဆိုတာအေးရရှာမှာပဲဆိုတော့ကျွန်တော်တို့လေဖျားခင်ကကျွန်တော်တို့ကို သူ့အရွယ်နဲ့သူတွေကထားပြီးသားထားတဲ့ချိန်မှာကျွန်တော်တို့ကလုံးဝဝိညာဉ်ရေးရာပိုင်းမှာနော်မကြည့်ထားနိုင်ဘူးမကြည့်ထားနိုင်တာဘာဖြစ်လို့လဲကိုယ့်ကိုယ်ကိုပြန်စစ်ဆေးရမှာဖြစ်တယ်လူကပတ်တော်အဖြစ်ကိုယ့်ကိုယ်ကိုပြန်ပြီးတော့မှစစ်ဆေးဖို့အရေးကြီးတာဖြစ်တယ်ကျွန်တော်ကဘာဖြစ်လို့ဒီအစိမ့်ကနေသူများတွေကျွန်တော်ထက်နောက်ကျွန်တော်ရဲ့နောက်မှာပြောင်းလဲတဲ့သူတွေတော့မှပါစတာပဲဖြစ်ကုန်ပြီနော်အမှုတော်ဆောင်တွေဖြစ်ကုန်ပြီ ကျွန်တော်ပြောလေးတာကဟိုးစေတိကရေရစတုံးလေးကရေအွေကရေပြောလေးတာအခုချိန်ကြီးစီပေါ်မှာတော့မရောက်နိုင်ဘူး။ဘာဖြစ်လို့လဲ။ဆိုတော့ကျွန်တော်တို့ကပြန်ပြီးတော့မှကိုယ်ဟာမကြီးထားနိုင်ဘူး။ဝိညာဉ်ရေးရာဘက်မှာကျွန်တော်တို့ကလုံးဆုံးလုံးဆုံးကရေအွေတော့ပဲရှိနေသေးတယ်ဆိုတော့ကျွန်တော်ကိုယ့်ရတ္တတာကိုစစ်ဆေးဖို့အရာမကြီးကြီးရဲ့မောင်းဆိုတာကိုပြောချင်တယ်။ပြီးတော့မှကျွန်တော်တို့ခုနကျွန်တော်ပြောထားသလိုပဲကျွန်တော်တို့ ဘယ်ဒုက္ခပဲရောက်ရောက်ဘယ်အမှုပဲရောက်ရောက်နော်ကိုလူမြောက်ဖို့စူတော်လာတဲ့ဘုရားခင်ကကျွန်တော်ပေါ်မှာဘာလုပ်ပေးချင်တာလဲကျွန်တော်အတွက်ဘုရားခင်ပါအကြံစီရှိတယ်ဆိုတာကိုကျွန်တော်တို့ကနှုတ်ကပတော်ဖြစ်စဉ်ချင်ကြရအောင်ဆိုတာကိုဒီနေ့မှာအာနိမေအဖြစ်ခွန်အားပေးတဲ့သူချင်းနဲ့ကျွန်တော်တို့ရောက်တိုင်းဖြတ်ရှင်ပြန်ကောင်းကြည့်ပေးပါစေအာမင်